ီမှာနောက်တစ်ခုရှိတာဒီမှာနောက်တစ်ခုရှိတာတော့ဒါပဲခနာက bachelor degree ကိုဆွစ်ဇာလန်မှာတက်ခဲ့ပြီးတော့အခု master degree ကို UK မှာဆက်ပြီးတော့တက်နေရပေါ့နော်အခု UK မှာနေတဲ့အခါကျတော့ဘာကိုစဉ်းစားမိလဲဆိုလို့ရှိရင်ဆွစ်ဇာလန်နှုန်းက boring school လို့မူဆံမျိုးနေရတာပေါ့နော်အဲ hospitality school ဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးက hotel လိုပဲနေတာစားတာကလည်းသူ့အနေနဲ့သူ့အချိန်နဲ့ housekeeping ဆိုလဲသူကသူလာတယ်စားတာဆိုလဲ buffet ပေါ့နော်ထမင်းကိုတုံးတဲ့ကြွေကိုကကိုချက်စရာမလိုဘူးအဲအဲ အခန်းတန်ရှင်းလေးပိုင်းရလဲသူကသူပုံမှန်ဝင်နေဆိုတော့ကိုလှုပ်ဆရာရှိရဆိုလို့စာပဲရှိရပတ်တိုင်းနေပိုင်းလဲလှုပ်ဆရာမလို့ဘူးတပတ်ကို9ရက်ကအเจ้าကတက်နေရတာပေါ့နော်ပြီးတော့လဲအเจ้าဝင်းဆောင်ကလဲခုတ်နဲ့ဒီစတိုင်ပန်းနဲ့အာကြော်မော့မော့လေးပေါ့နော်သွားခဲ့ရတာဆိုတော့ဘက်ချလာတက်တုံးကတိတ်ပြီးတော့ဘယ်လိုပြောရမလဲမကွဲပြားဘူးပေါ့နော်အိမ်မှာနေတလို့မျိုးပဲဟိုမှာအကောင်းကောင်းဝင်ဝင်နေရတယ်ပေါ့နော်စာပဲဒီစ조사ရုံပဲဒီ UK ရောက်လာတဲ့ခါမှာကျတော့ဘာရှိလဲဆိုလို့ရှင်ចောင်းနေ ဲအိမ်ထဲကအဲ့လိုဘုန်းတဲ့စကူလိုပုံစံမျိုးမဟုတ်တော့ဘူးကိုပါကိုဖတ်မန်ရှာပြီးတော့ကျောင်းတဲ့နီးရဲ့နေရာမှာရှာပြီးတော့အာနေရတာဖြစ်တဲ့အတွက်ကြောင့်ကျောင်းတဲ့အိမ်ထဲကိုလမ်းသွားရတာ ਈ ရှိသွားပြီဆူဆလမာတို့ကကြောက်အပြင်တိတ်မချွတ်ရအောင်ဒီကျောင်းထဲမှာပဲအကုန်လုံးကပြီးသွားပြီဆိုတော့အဲ့တော့ဒီ UK မှာဆိုလို့ရှိရင်ဒီအပြင်းတွေထွက်ရတယ်၊သွားရတယ်၊လာရတယ်ဆိုတဲ့ပုံမှာဒီရာသီဥတုနဲ့လည်းကိုယ်နဲ့ပို့ပြီးတော့ ထိတွေ့ရရပေါ့နော်ပြောရင်ဒီ UK မှာဆိုလဲရာဒီဥတုကအေးတယ်များသောအားဖြင့်အဲ climate ကလုံးဝမမှန်နေတိုင်းနေဆိုတာပြီးအေးခြင်းစွတ်အေးရတခါကြလို့ရှိရင်3-5ရက်လောက်ကနေမထွက်ဘူးပေါ့နော်မိုးရွာရင်လဲရွာနေဆိုတော့အဲ့ဒါအဲ့ဒီဒဏ်နေတော့ရှိရပေါ့နော်နောက်တစ်ခုကကြတော့ ဟင်းချက်ရပါတယ်ကိုစားဖို့ကိုအဲဟင်းချက်ရတယ်ပေါ့နော်ဟာနာအဲအရင်စစလာမှာနေခဲ့တော့ကဟင်းမချက်တော့ဘူးအိမ်မှာလိုပဲနေခဲ့ရဖြစ်တဲ့ကြောင်ဒီရောက်လေဒီလေးရောက်ကိုစပြီးတော့ကိုပေါကူချက်စားတာဖြစ်တဲ့ကြောင် cooking skill ရတော့အရန်ကိုတိုးတက်လာရပေါ့နော်သွားရလာရရ grocery ဝယ်ရတယ်ကိုပေါကူချက်ရတယ်ဒါတွေတိုးရတယ်ပြီးရင် internship ရလည်းလုပ်ရတယ်အဲ weight တွေလျှော်ဖို့ စကေဂျူးချရရအင်တန်ရှင်တွေကလည်းလုပ်ရတယ်ကိုပေါ့ကိုအရခင်းနေလဲအင်တန်ရှင်တွေလုပ်ဟင်းကလည်းချက်ပြီးလို့ရှိလို့ရှင်အာအကြောင်းသွားဖို့ဘာညာဆိုလဲအရင်တော့လို့ပေါ့နော်အာဆွစ်ဇာလန်တော့ကကြတော့ဘယ်လိုပြောရမလဲဘုန်းနေစကူးလိုမျိုးဆိုတော့အာ ကိုရဲ့အခန်းထဲကျောင်းဆောင်ထဲက3 5မိနစ်ပဲကြာလေကိုကတော့အခုကျတော့ကျောင်းသွားဖို့အချိန် transportation အတွက် transportation ဒီမှာကဟန္တာက commentary မြို့ဘက်မှာနေရာဖြစ်တဲ့အတွက်ကြောင့် transportation သိမ့်မလို့လန်ဒန်မှာဆိုလို့ရှိရင်တော့တေးကြတဲ့ကျောင်းထဲအိမ်ထဲရထားတွေကစီးကြတော့မှာဆိုတာအဲ့တော့အဲအဲ့အမျိုးကြီးအများကြီးစပြီးတော့ကြုံတွေ့ရပေါ့နော်ဒီ UK ကိုရောက်လာတော့မှအာဒီနိုင်ငံခြားမှာနေရတယ်ဆိုရဲခံစားချက်ကိုစပြီးတော့ရရပေါ့နော် ဒါကတော့ဟနာကြုံတွေ့ခဲ့ရတဲ့ကြုံတွေ့ရတဲ့ experience လေးကိုပြောပြတာပါနောက်ထပ်ပြီးတော့အားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်တက်တာ